ဒီကောင်လေးကတော့ကျင်းသာမိထားတာဖြစ်ပါတယ်သူရေတောက်လိုက်တာနဲ့ခန္ဓာရကိုရောက်သွားတက်ပြီးတော့သူကိုယ်တိုင်ကတော့ဘာမှမသိဘဲနဲ့ရေကိုတွေးလိုက်တာနဲ့ယူတော့လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့ပဲလျှက်တစ်ပြက်တည်းမှာတဲကန်နာရကိုရောက်သွားခဲ့တာဖြစ်ပြီးတော့မှသူဟာနှစ်ပေါင်း900လောက်တန်တရာလဲပြီးတော့နားလေလို့သွားပါတယ်အဲ့ဒီရေတွေကြောင့်ဖြစ်မဲ့ထင်ပြီးတော့ဒီတစ်ခေါက်တော့သူမတောက်တော့ဘဲနဲ့ကြုံသွားလိုက်တာဖြစ်ပြီးအခုချိန်မှာအဆင်ပြေသွားပြီးတော့လမ်းမကြီးတစ်ခုကိုရှာတွေးလို့သွားပါတော့တယ်သူဟာအိမ်မြန်မှုအတွက်ကားတစ်စီးကိုတားလိုက်တယ်လို့ တဘောကုန်းရဲ့ကားဆရာကသူ့ကိုရေတပူလေးပေးလာပြန်ပါတယ်။ကောင်းလီဟာရေရန်စာနေရာကြောင့်ပဲတခါတည်းတောက်လိုက်ပြီးဒါပေမဲ့စိတ်တော်မကောင်းပါဘူး။နေရာဟောင်းလေးကိုပြန်ရောက်သွားခဲ့ပါပြီ။ဘူရီကရေတွေလေးကုန်းစလိုဖြစ်သွားခဲ့ပြီးဖြစ်ပြီးတော့ကောင်းမလေးဟာနှခွန်းလောက်ဆဲပြီးတော့အိမ်ပြန်မှုတွေနောက်တခါကြိုးစားပါတယ်။အရင်ကလမ်းမကြီးကိုသွားပြီးတော့မှအရင်တစ်ခေါက်ရဲ့ကားကိုတားလိုက်ပါတယ်။သူ့ကားပေါ်တက်သွားတော့ကိုလည်းရေမတော့ချင်တော့ပါဘူး။အဲ့ဒီကောက်တော့အောင်မြင်စွာနဲ့ပဲအိမ်မြန်ရောက်လာခဲ့တာဖြစ်ပြီးသူဟာပင်မန်းစွာနဲ့စူပါထက်မှာတွားပြီးတော့လှဲနေပါတော့တယ်။ ရေတဲကြလာတဲ့တံခိုးကြတော့မှဒိရသွားခဲ့ပြီးသူမှရေမတောက်တာနှစ်ပေါင်းရာနဲ့ချီရှိနေခဲ့ပြီဖြစ်ပါတယ်။ရေရံကိုစားတဲ့ကောင်းလေးဟာရေတစ်ခွက်ယူပြီးတော့ရေခဲထည့်လိုက်ပါတယ်။အဲ့ဒီတစ်ခွက်ကိုကြည့်ပြီးတော့မှကောင်းလေးကဒီမခန့်နေမင်းနဲ့လက်နဲ့တို့ပြီးတော့ပါဇက်ထဲကိုထည့်လိုက်ပါတယ်။တိတ်ကန်နာရကိုအပုတ်မခံရလို့သူအရန်ကိုပြောသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့သူနောက်ထပ်တိုးစားလိုက်တာဖြစ်ပြီးအာမရတာကြောင့်ပဲခွက်နဲ့တခါလေးတောက်လိုက်ပြန်ပါသေးတယ်။အခုတော့ဂျင်သာကလည်းလွမြောက်သွားပြီလို့ထင်ရမှဖြစ်ပြီးတော့သူလဲဝမ်းသာအားရနဲ့ရေကန်လေးကို ခုံချလိုက်တာပဲဖြစ်ပါတယ်။ယင်မတိတာကြတဲ့အခါမှာအဲ့ဒီခံစားချက်ကိုအရင်ကိုသဘောကျနေပြီးသူစိတ်ကြည်နေတဲ့အထီတော်မှမနေရသေးပါဘူး။တဲရနာရဘက်ကိုထက်ပြီးတော့ရောက်သွားခဲ့ပါတယ်။အဲ့တော့သူလည်းပေတက်နေမှာပါလေ။ခက်ခက်ခဲခဲနဲ့လမ်းမီးကိုရောက်လာခဲ့ပါတော့တယ်။သူဟာစိတ်ညစ်စွာနဲ့လမ်းမီးမှာထိုင်နေပြီးတော့သူတခုခုကိုတရိယာသွားခဲ့တယ်လို့ကမာလေးတယောက်ကိုတွေ့တဲ့အခါမှာရေတောက်ဖို့လမ်းပြီးတော့တောင်းပါတယ်။ကျွန်တော်အရင်နေ့လောက်တိုက်ပါလားဆိုတော့နင်းုံနေဘာကောင်လို့ထင်နေလေ။ဒါဟာငါခွေးတွေအတွက်တဲ့။တောက်ရင်အိမ်သားမှသွားတော့တဲ့။ အဲဒီကားကိုကြားပြီးတော့ကောင်းလေးဟာအရင်ကိုပျော်ရှင်သွားပါတယ်။သူကျွတ်လွတ်လွတ်သွားခဲ့ပါပြီ။ကောင်မလေးကတော့တဲကန်နယားကိုရောက်သွားခဲ့တာဖြစ်ပြီးသူ့အတွက် special တန်ရာလေတဲ့သင်ကန်းစာကိုလည်းကောင်လေးကလက်ဆောင်အဖြစ်ပေးလိုက်ပါသေးတယ်။အဲ့တော့လူချင်းမင်းတို့လည်းကောင်းလေးကျင်းသာတင်ခဲ့တဲ့အကြောင်းရင်းကိုလည်းသဘောပေါက်သွားကြပြီလို့ထင်ပါတယ်။လူသီးသီးလေးကကောင်မလေးကိုကြည့်ပြီးတော့ကြောက်နေပါတယ်။ကောင်မလေးကလည်းလူသီးသီးလေးကိုကြည့်ပြီးတော့အံ့ဩနေပါတယ်။အရန်ကိုထိုးစမ်းတာကြောင့်ပဲဓာတ်ပုံရိုက်လိုက်သေးတာဖြစ်ပြီးတော့မှ လူသေးသေးလေးကသူ့ရဲ့ခီးဆောင်အိတ်သေးသေးလေးကိုဆွဲပြီးတော့မှလေရင်နှောက်ကိုသွားလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့လေရင်ဟာပြုတ်ကျသွားခဲ့ပြီးတော့ပျက်စီးခဲ့သလိုအခုချိန်မိုးပေါ်မှာလေတွေအများကြီးပဲဖြစ်တာကြောင့်ပဲလူသေးသေးလေးလေးအပေါ်ကနေလေရင်ကိုလှမ်းခေါ်ဖို့အတွက်လုံနေပါတယ်။ကောင်မလေးကသူ့ကိုလှမ်းပြီးတော့ကြိလိုက်တဲ့အခါမှာသူလည်းလန်သွားရပြီးတော့ကောင်မလေးကတော့သူဘာမှမလုပ်ဘူးဆိုပြီးတော့ရှင်းပြနေပါတယ်။လူတီတီလေးရဲ့လက်ထဲကနေခဲတံကိုယူပြီးတဲ့နောက်မှာလင်းရဲ့ပံကားကိုပြင်ပေးလိုက်တာဖြစ်ပါတယ် လင်လေးကိုပြင်ပေးပြီးတဲ့နောက်မှာတော့လူသေးသေးလေးကိုအိမ်ပြန်ပို့ဖို့အတွက်ကြိုးကိုပြီးတော့ဆွဲပေးလိုက်ပါတယ်။ဒါမှလည်းပန်ကားလေးကလွင်ထွက်သွားခဲ့တာဖြစ်ပြီးဝေးသွားတဲ့တငယ်ချင်းလေးကိုကြည့်ပြီးတော့လူသေးသေးလေးကအရန်ကိုမှဝန်းနေလို့သွားပါတယ်။ပန်ကားလေးကလင်ရဲ့အနီရောင်ဒစီနောက်ကိုပြုတ်ချသွားခဲ့တာဖြစ်ပြီးသူတို့အဲ့ဒီလင်ရင်လေးကိုပြင်ပြီးတော့မှကောင်မလေးဟာကြောက်ခဲပေါ်တက်ပြီးတော့လင်ရင်ကိုပြစ်ပေးလိုက်ပါတယ်။ဒါမဲ့လင်းရင်လေးကခဏလေးနဲ့ပြန်ပြီးတော့ပြုတ်ချခဲ့တယ်လို့လူသေးသေးလေးလည်းဝေးသောတဲ့ဖော်လေးကိုကြည့်ပြီးတော့စိတ်ငြိမ်လို့နေပါတယ်။ကမာလေးလည်းသူ့တဲ့ဘာမှမလုပ်ပေးနိုင်တယ်လို့ အခုချိန်မှာဇာရွက်တွေကယုဒိရဲ့ရောက်လာခဲ့ပါတော့တယ်။အဲဒီဇာရွက်ကတော့လေရင်ဆောင်နီးကိုမှတ်သားထားတဲ့ဇာရွက်လေးဖြစ်ပြီးကော်မတီကလည်းအကြံကောင်းတွေကိုရလာခဲ့ပြီးတော့လေရင်ကိုထပ်ပြီးပြင်ဆင်ပေးလိုက်ပါတယ်။သူကဇာရွက်ကိုလေရင်ပေါ်မှာတက်ပြီးလှည့်ပြီးတဲ့နောက်မှာစွန့်လို့ပုံစံမျိုးလုပ်လိုက်ပါတယ်။လေရင်ကြီးကလည်းမိုးပေါ်မှာအောင်မြင်စွာနဲ့ပြန်တန်းသွားနိုင်ခဲ့ပြီးဖြစ်ပြီးအမြင့်ကိုရောက်သွားတဲ့အခါမှာလူသေးသေးလေးကအဲဒီကနေခြေတလုံးကိုထုတ်ယူပြီးကောင်းကင်ပေါ်မှာခြေလုံးလေးတွေနဲ့လင်းထိန်လို့သွားစီပါတယ်။ လူသေးသေးလေးကကမာလေးကိုကြည့်ပြီးတဲ့နောက်မှာနှုတ်ဆက်လိုက်သလိုကမာလေးလည်းတရားနောက်ပါတဲ့ကောင်းရင်ကိုကြည့်ပြီးတော့မမေ့နိုင်တဲ့ငယ်ဘွားလေးအမတ်တရားဖြစ်သွားခဲ့ပါတယ်။အလင်းနံတကူကစာကြောက်ရုပ်ပေါ်ကျသွားပြီးတော့ခဏနေတော့စာကြောက်ရုပ်ကလူအဖြစ်ပြောင်းလဲသွားတယ်။ကောင်းလေးကသူတယောက်တည်းဆိုလဲခွေတစ်ခွေလုံးလဲမဆိုင်နိုင်တာမို့စာကြောက်ရုပ်တွေကိုအပြစ်တင်ပြောဆိုနေပါတယ်။လူဆိုရင်တော်သေးတာပေါ့စာကြောက်ရုပ်တွေကဘယ်နေရာတုံးစားလို့ရမှာလဲ။ မင်းတို့တွေဒီတိုင်းရက်မနေဘဲနဲ့ငါ့ကိုလာကူညီတင်နေခဏနေတော့ကောင်းကင်ကနေအလင်းတန်းကစားကြောက်ရုပ်တွေပေါ်ကြာလာပြီးစားကြောက်ရုပ်တွေကလူတွေဖြစ်သွားတော့တယ်အမှန်တော့ကောင်လေးကပါဆက်စီပြီးပြောသည်မစကားတိုင်းကတကယ်ဖြစ်လာတာပါစားကြောက်ရုပ်တွေကလူဖြစ်ပြောင်းလဲသွားပြီးကောင်လေးပုံစံအတိုင်းလဲဆိုင်ကြတယ်ကောင်လေးကစားကြောက်ရုပ်တွေကိုအမိတ်တီချာပေးပြီးသူနဲ့အတူလဲဆိုင်ခိုင်းတယ်လဲဆိုင်ကြမယ်ပြင်ဆင်စို့စားဆိုင်မယ်စားကြောက်ရုပ်တွေအကုန်လုံးအပြေးလွှားနဲ့ကောက်ဆိုင်ကြတယ်အကုန်လုံးကလဲဆိုင်နေကြတော့ကောင်လေးကြီးမြားတဲ့ဖုန်ကြီးတစ်ပါးအနားရောက်လာတယ် ကောင်းလေးကောက်ဆိုင်နေတာကိုတွေ့တော့စာနောက်ဖို့လုပ်တယ်။ကောင်းလေးကသူ့ကိုဂရုမစိုက်တော့စိတ်ဆူတော့တယ်။ငတုံးမင်းကိုစကားပြောနေတယ်လေ။အမလေးတရေငတုံးဟိုဘက်မှာတရေရှိတယ်။ဖုန်းကြီးလဲလန့်ပြီးတော့မူလဲသွားတော့တယ်။ကောင်းလေးကနေဝင်နေပြီဆိုတော့စာချောက်ရုပ်တွေကိုမမြန်လေးကောက်ဆိုင်ဖို့ခိုင်းနေ။စာချောက်ရုပ်တွေလည်းလှဝါတိုးပြီးတော့မမြန်ကောက်ဆိုင်တာအချိန်ခဏလေးအတွင်းလဲတကွေးလုံးပြောင်းသွားတော့တယ်။ကောင်းလေးကစာချောက်ရုပ်တွေကိုကျေးဇူးတင်စကားပြောပြီးသူတို့နေရာသူတို့ပြန်ခိုင်းလိုက်တယ်။ကောင်းလေးကပါဇက်စီပေးမယ်ဆရာကြီးလိုမနေပဲဖုန်းကြီးကြောင်းမှာပဲစီကန်းရှိရှိနေပါလေ။ ဖုန်ကြီးတွေနဲ့အတူတူအပြိုင်ပြီးတော့အရှက်မရအောင်တေချာလေးကစားတယ်။စိတ်ထဲမှာတော့ခုံကိုချိုးလိုက်လို့ပြောကြသွားရင်အနိုင်ရှုံးသတ်မှတ်လို့မရဘူးဆိုပြီးတွေးလိုက်တယ်။ဒီလိုဖြစ်သွားတာကိုလက်မခံသေးပဲတီလာရှင်မာလီကသူတို့ကိုမျှပြပြန်ခိုင်းလိုက်တယ်။မျှတုံးချောင်းတပြိုင်တည်းပြစ်ချဖို့စီစဉ်ကြတယ်။ဖုန်ကြီးကောင်လေးကတော့မျှတုံးချောင်းလုံးကိုတခါတည်းပြစ်နိုင်ပါတယ်။ကောင်လေးကတော့သူ့ကိုယ်သူမျှပြစရာကြီးလို့ချီးကျူးနေပါတယ်။ဘီနာကကြည့်နေတဲ့ဖုန်ကြီးတွေလေကောင်လေးလေထွားနေတာကိုထားရကြတယ်။ကောင်လေးလေနေနဲ့များကိုယူပြီးပြဖို့လုပ်ပါတော့တယ်။